အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်တဲ့သင်ခန်းစာကတော့ခန်း၃၄ခြေခံသုတ္တမတိကနံပါတ်၁ရဲ့နေ့ဖြစ်ပါတယ်ဒီခန်း၃မှာဆိုရင်ဗိုင်းသင်ရမယ်ဆိုရင်အပိုင်းကိန်းတွေပေါင်းအပိုင်းကိန်းတွေပေါင်းခြင်းကိုသင်ရမယ်ဒီကြောင့်ရင်းရှင်းဆုံးပုံစံအဲပြုလုပ်ခြင်းပေါ့နော်အဲ့ဒါကြီးငါးအမြောက်ဖလျားကုန်သတိပေါင်းဖလျားကုန်သတိအကုန်သတိရေငါးပေါင်းဖလျားပေါင်းကုန်သတိရေအမြောက်ကုန်သတိရေနံပါတ်ကိန်းတွေစားလက်တွေအဲ့ဒါကြီးကိုသင်ရမှာဖြစ်ပါတယ်အဲပထမဆုံးဆိုရင်နံပါတ်၁မှာဆိုရင် အောက်ပါအပိုင်းတစ်ခုစီအရှင်းဆုံးပုံစံများကိုရေးပါတဲ့ဟိုတော့အရှင်းဆုံးပုံစံဆိုတာကကျမတို့ကပိုင်းတွေကိုပိုင်းတွေကပိုင်းတွေနဲ့ပိုင်းတွေနဲ့ကိုဟောအရှင်းဆုံးပုံစံကအပိုင်းကိန်းတစ်ခုရဲ့ပိုင်းတွေနဲ့ပိုင်းတွေကိုအဲသူတို့ရဲ့အကြီးဆုံးမူစာပိုင်းနဲ့စားခြင်းဖြင့်ရရှိလာတော့ကိန်းကမူလကိန်းရဲ့အရှင်းဆုံးပုံစံဖြစ်ပါတယ်တဲ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီမှာပြင်နမက်ကကြီးက28 by 12အဲ့ဒါရင်နှစ်ခုသလုံးကိုကျွန်တော်စားလို့ပြတ်နိုင်တယ်နော်အဲအကြီးဆုံးပုံစာပိုင်းနဲ့ ြီးဆုံးမူတာပဲလို့ပေါ့အဲ့ဒါဆိုရင်ကျမက28နဲ့7စနစ်ကိုကျမကနေစားလို့ရတယ်ဆိုရင်၄နဲ့စားလို့ရှိဖြစ်တယ်နော်ဒါမှမဟုတ်ကျမနောက်ခုလုံးရဲ့အဲကြီးဆုံးမူစားဝယ်ရင်က၄ပါဒါကြောင့်မို့နောက်နောက်ခုလုံးကိုကျတော့နော်၄နဲ့စားမယ်၄နဲ့စားတဲ့အခါမှာပိုင်းဝေကိုပိုင်းခြေကို၄နဲ့စားရင်ပိုင်းဝေကိုလည်း၄နဲ့စားမယ်အပြင်ပိုင်းခြေကကျတော့စနစ်ကို၄နဲ့စားရင်300ရယ်ပိုင်းဝေကိုကျတော့28ကို၄နဲ့စားရင်900ရယ်အဲ့ဒီမှာကျမပိုင်းဝေကပိုင်းခြေတဲ့ကြီးလို့ရှိရင်ကြိုင်းထားလို့မရဘူးကျမကိန်းရောက်ခွဲရတယ်နော် ခင်ရောက်ခွဲတယ်ဆိုတာကခုနှစ်ကိုကျွန်တော်တို့ကဘိုင်းဝင်ကိုဘိုင်းကြည့်နေတဲ့ဆန်းအရင်ခုနှစ်ကိုသုံးနှစ်ဆန်းစားတဲ့ခါမှာသုံးနှစ်လီ6ခုနှစ်လီ6ဆိုခုနှစ်ရချမ်းလို့ရင်တစ်ကျင်းတယ်အဲကျင်းတဲ့တစ်ကိုကျကျွန်တော်ဘိုင်းဝင်မှာရရတယ်ဘိုင်းကြီးသုံးရတော့ဘိုင်းကြီးသုံးလို့ပြန်ထားတယ်အခုကနမခဝေးပါနမခဝေးပါအလဲမမှန်တတ်တယ်ခုနှစ်ခုလုံးရဲ့နော်ခုနှစ်ခုရဲ့အကြီးဆုံးဟောစာပေးခင်ရကြဆိုတော့3နော်17ဖြစ်တယ်ပေါ့နော်အဲဒီကျွန်တော်တို့ကနှစ်ခုလုံးကို17နဲ့စာ ပိုင်းဝင်ကိုလည်း70နဲ့စားမယ်ပိုင်းကြီးကိုလည်း70နဲ့စားမယ်နော်ဒါဆိုလို့ရှိရင်ဆမားကအဲပိုင်းဝင်ကို70နဲ့စားတဲ့ခါမှာဆမားက70 daily 70ပိုင်းကြီးကို70နဲ့စားတဲ့ခါမှာ73ဒီလိုတော့အကြောင်းကို1 by 3ရပါတယ်နောက်တစ်ခုကနံပါတ်ကားငယ်ပါနံပါတ်ကားငယ်မှာကျတော့85 by 125ပေါ့နော်မန်တန်ဒီဖိုင်အဲဒီစမောက်ကြီးသူကတော့ဘာနဲ့စားလို့ရလဲဆိုတော့ငါးနဲ့စားလို့ရတယ်။ဒါကတော့တော့နောက်ကျတော့ငါးနဲ့ဆုံးလာဖြစ်ခဲ့တယ် အင်္ဂလိပ်စကားကငားနဲ့စားတယ်။ပိုင်းဝေရောပိုင်းစီရောကိုဂျင်ငားနဲ့စားပါမယ်။နော်85ကိုငားနဲ့စားတဲ့ခါမှာဒီဆက်ခွေရပြီ။195ကိုငားနဲ့စားတဲ့ခါမှာ25ရပါလေ။ဒါဆိုရင်ပိုင်းချီပိုင်းဝေကပိုင်းစီအောင်ငယ်ရဖြစ်တဲ့ဘက်ကနော်ပိုင်းရင်းစစ်အမှန်ဖြစ်တဲ့ဘက်ကတော့တွားပြီးတော့တွားပြီးတော့ပိုင်းဝေပိုင်းချီနဲ့ကိန်းရုပ်ဖွဲ့စရာမလိုဘူးနော်။တွားစားစရာမလိုဘူး။အဲ့ဒီဖြေကတော့နမအဲနမကငယ်ဖြေက17 by 25ဆိုရင်ရပါပြီ။ဟုတ်လား။ ကဲဟုတ်ပြီနောက်တစ်ခုကကျွန်တော်13 by 26အဲ့ဒါမြန်ကုတောင်းရဲ့ကြီးဆုံးပုံစံကိုရရတဲ့13မှာဒါကြောင့်မို့ပေါ်ပိုင်းဝင်ရောပိုင်းကြီးရောဆိုမှာ73နဲ့ဆမ်းမယ်เนาะပိုင်းဝင်ရော73နဲ့ဆားတဲ့ခါမှာ73 23တည့်ရတယ်เนาะပိုင်းကြီး26ကို73နဲ့ဆားတဲ့ခါမှာ73 26ပေါ့1 by ကြီးရတာလေသူကလည်းပိုင်းဝင်ရပိုင်းကြီးရောငယ်တဲ့ဆိုမှာပါပြီးတော့ကင်းရောက်ွက်စရာမလိုပါဘူးเนาะအဲ့ဒါရင်ကျွန်တော်နံပါတ်2ကိုတော့ပါမယ်เนาะ နည်းနည်းကကျတော့အပိုင်းကြီးမျိုးကရှင်းခိုင်းတာနော်သူကရှင်းသောပုံစံလည်းမဟုတ်ဒီအပိုင်းကြီးမျိုးကတော့ဒီပေါင်းခိုင်းတာရဲ့နှုတ်ခိုင်းတာအဲ့ဒါကိုကျွန်တော်ရှင်းရမယ်ပထမဆုံးနံပါတ်ကကြီး115 6 12ကိုကျွန်တော်ရှင်းခိုင်းတာရှင်းခိုင်းတဲ့နေရာမှာသူကပေးရတာကင်းရော့တွေပေးရတယ်ဒါဆိုရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုရင်ကင်းရော့တွေကိုပိုင်းကြီးဖွင့်ရမယ်နော်ကင်းရော့တွေကိုပိုင်းကြီးဖွင့်မယ်ဆိုရင်ကျွန်တော်ကပိုင်းချိန်နဲ့အချိန်အပြေကင်းတဲ့ကိုမြောက်ပေးရတယ်နောက်ကပိုင်းဝင်နဲ့ပြန်ပေါင်းရတယ်ဒါဆိုရင်115ကိုကျွန်တော်ကပိုင်းကြီးတစ်ခွဲတဲ့ကံ ပိုင်းရင်ရပဲလို့ပြီးတော့ဗောနော်ပိုင်းကျင်ညာငါပိုင်းကိုရှိရပြည်ရင်းအတိတ်ဆိုငါတူငါဘွားပိုင်းဝင်နေပေါင်းတော့မှာ6ဒီစစ်ပိုင်း5နောက်ကစစ်ဝမ်းမိုင်တူရဲ့အတိုင်းပဲ၆နှစ်နဲ့ညတော့စနေရရဲ့ဘောစနေနဲ့တင်းနဲ့ပေါင်းတော့၃တော့တက်တတိမိုင်တူဒါသေးသမားတော့ဒါကိန်းပိုင်းကြီးရောပိုင်းကြီးရောဖွင့်လိုက်ပြီဒါသေးပိုင်းကြီးကိုပေါင်းမလို့မစေပိုင်းကြီးကြီးရပိုင်းကြီးဒီလိုနှစ်ခုဒီလိုရဲ့ကျေးဇူးမို့စားပေးရနော်ငယ်တော့မို့စားတော့ကြီးရ၁၀ဖြစ်တယ်လေသမားတို့က เนาะ30ပြည့်တော့လည်းနောက်ဆုံးတော့30ပြည့်အောင်လုပ်မယ်ငါ့ကိုလည်းနှစ်နဲ့မြောက်မယ်အဲနှစ်ကိုကျတော့ငါးနဲ့မြောက်မယ်အဲဒီပိုင်းခြေကိုနှစ်နဲ့မြောက်ဘာဝေကိုလည်းနှစ်နဲ့မြောက်မယ်ပိုင်းခြေကိုငါးနဲ့မြောက်ရင်ဘာဝေကိုလည်းငါးနဲ့မြောက်မယ်အဲဒီပိုင်းခြေက2 5 40 6 40 40နောက်ကကငယ်ကျတော့2 5 40 3 5 60အဲဒီပိုင်းခြေက2ဝရေးတယ်ပိုင်းခြေကိုလုံးနေရေးမယ်ပိုင်းဝေကကျတော့7 65နဲ့ပေါင်းမယ်နောက်တစ်ခါမှကျတော့89ရတယ်30နဲ့ပိုင်းဝေကပိုင်းခြေနဲ့ချင်းချိုးပိုင်းဝေကိုပိုင်းခြေနဲ့စားရမှာပေါ့နော် ခွန်ဆက်ခွန်ကိုတစ်ဆင်းနဲ့ထားလိုက်ကမှာ18,000ခွန်ဆက်ခွန်ခွန်ဆက်ခွန်ကခုနော်80ခွန်တော့ခုနှစ်ကျန်တာဖြစ်တယ်ကြာနေအကျဉ်းခုနှစ်ကိုပိုင်းဝင်ပါရေးမယ်ပိုင်းကြီး10ရောက်တော့10ပဲရေးရနော်နောက်ကနံမခဝေးပါ21 7 play 41 3ဒီနှစ်ခုကလည်းသမားတော့ပါတော့ကင်းရော်ကြီးဖြစ်ပါတယ်ကင်းရော်ကြီးကိုရှင်းရပါတော့ပိုင်းကြီးရောက်ဖတ်မယ်ပေါ့နော်ဒါပြီးပိုင်းချင်နဲ့ရှေ့ရပြေကင်းလို့ရတဲ့ကောင်မှာခုနှစ်နဲ့10လေးပြည့်နေပါတော့25 7 15 15 my 7 ။နောက်ခဲ့ရကျတော့၄တုပ်ဒီဆက်နေတင်းနေပေါင်းနဲ့73တတ်တင်းပိုင်း3ပေါ့နော်။ဒီအဲ့တော့ဒီကျတော့အပိုင်းကင်းရောင်ရသွားပြီဆိုရင်ပိုင်းရင်းနေမယ်။ခုနက3နဲ့ရဲ့အငယ်ဆုံးပုံစံတုန်းကတော့27ဖြစ်တဲ့ခုနှစ်ကို3ဒီကတော့ပိုင်းကျရင်27ဖြစ်အောင်လုပ်မယ်27ဖြစ်ရဆိုရင်ခုနှစ်ကို3နဲ့မြောက်မယ်3ကိုကြတော့ကျေခုနှစ်နဲ့မြောက်ပိုင်းကျကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်ပိုင်းကျကိုခုနှစ်နဲ့မြောက်ရင်ပိုင်းဝေကိုလည်းခုနှစ်နဲ့မြောက်မယ်နော်ဒါဆိုရင်ပိုင်းကျ521 55 3045နောက်ကိန်းကလည်း3024 3094 90တိဒီပိုင်းကြီးတူရဆိုတော့ပိုင်းကြီးတစ်ခုရရင်မယ်ပိုင်းဝေးကတော့45နဲ့90တိနဲ့ပေါင်းမယ်။ပေါင်းတဲ့အခါမှာစမတော်136ရပါတယ်။အဲဒီ136ကိုစမတော်က27နဲ့စားတဲ့အခါမှာနော်136ကို27နဲ့စားတဲ့အခါမှာ26လီ26လီက126ပေါ့နော်။ဒီအနေစဲစားရတယ်မလို့ပါ136ရက်ရက်နဲ့တက်ချောင်းနဲ့အကျဉ်း30ကျင်းကြီးအကျဉ်း30ကိုပိုင်းဝင်မှရင်လည်းပိုင်းချီမှာက20ရောပေါ့နော် ဟိုဟာဆားလက်ကကျတော့အပြည့်ပေးဖြစ်ပါတယ်။ဟိုနမကားငယ်ပါနမကားငယ်ကလည်း31 by 3 black 31 by 4နောက်ကကိန်းဥစားသူကကိန်းကိန်းရောင်တစ်ခါရေးထားပြီးတော့ရှေ့ကကိန်းဥစားကိန်းရောင်ပေးထားတဲ့ဒါကြောင့်မို့လို့ကကိန်းရောင်ကိုပိုင်းကြည့်ကြည့်ကြအောင်တော့တုံးတုံးလေးကိုဒီနှစ်ပေါင်းတော့30ကျော်က10 by 3 black 21 by 4အဲ့ဒါ3 by 4နဲ့ရဲ့ငယ်ဆုံးပုံစံတို့ကရစမဆက်နှစ်ဖြစ်တဲ့တန်းနဲ့သူတို့ကဆက်နှစ်ဖြစ်အောင်တော့လေးနဲ့မြောက်မယ်လေးကိုသုံးနဲ့မြောက်မယ်ပိုင်းဝေကိုပိုင်းချီကိုလေးနဲ့မြောက်မယ်ပိုင်းဝေကိုလေးနဲ့မြောက်မယ်ပိုင်းချီကိုသုံးနဲ့မြောက်ရင်ပိုင်းဝေကိုလည်းသုံးနဲ့မြောက် ဒါဆိုရင်ကျွန်တော်တို့က3လေး40လေး10လေး40လေး40လေး23လေး63လေး63ဒါဆိုရင်ကျွန်တော်တို့ကပိုင်းရေတူသွားပြီတော့လည်းပိုင်းရေတစ်ခုရဲ့ရင်းမယ်40နဲ့63နဲ့ပိုင်းဝေတစ်ခုကိုပေါင်းမှာနော်40နဲ့63နဲ့ပေါင်းတဲ့ခါမှာ100 300ရပါတယ်အဲဒါစနစ်နဲ့စမ်းမယ်အဲကျွန်တော်တို့103ကကြီးနေရဖြစ်တဲ့တည်းပိုင်းဝေကပိုင်းရေတဲ့ကြီးနေရဖြစ်တဲ့တည်း103ကျွန်တော်တို့ကစနစ်နဲ့စားတဲ့ခါမှာစနစ်90 60စနစ်တိုင်းခွင့်စနစ်ခွင့်လေး80လေးစနစ်ရှိကြီး96ပေါ့နော်အဲဒါကျွန်တော် အပြေကဲရစနစ်ရှိလီဝင်လိုက်မယ်တရသုံးနေရစနစ်ရှိလီ96ဝင်လိုက်တဲ့ခါမှာဆိုတော့ခုနှစ်ကျန်တော့နော်စနစ်ရှိလီ96ဆိုတော့ဒီမှာတရသုံးနေ96ဝင်လိုက်ခုနှစ်ကျန်တယ်ဂျင်းနဲ့ခုနှစ်ကိုပိုင်းဝင်မှာရင်းမယ်ပိုင်းကြရတာစနစ်တိုင်းမပေးရင်းမယ်အပေါ်ရရတဲ့စားလက်ကိုကျတော့ဒီမှာအပြေကိန်းမရှိနေတဲ့ထားမယ်နော်။ဒါကြောင့်မို့အဲသူ့ရဲ့အပြေက87 by 12ရပါတယ်။နံပါတ်ကကြည့်ပါနံပါတ်ကကြည့်ရ16 2 by 3 minus 6 5 8ပေါ့နော်သူတို့ကလည်းကျွန်တော်ပြင်ရောက်ဖွင့်မယ်ဒါကြောင့်48 48လက်နဲ့ပေါင်းတော့50 55 50 by d minus 68 48 48နဲ့5နဲ့ပေါင်းတဲ့အခါမှာ53ပေါ့နော်53 8ပေါ့ဒါကြောင့်ကျွန်တော်ကဘိုင်းရင်ကြီးရတာမှာ38နဲ့ရဲ့နှုတ်လုံးရဲ့စာတုံးကြီးက24ဖြစ်တဲ့အတွက်နှုတ်လုံး24ဖြစ်အောင်3ဝင်ရှင်းနေရမယ်8ကို3နဲ့မြင်ပါမယ်နော်အဲဒါဆိုရင်3824 54 58 400 73 24 53 359 ။အပြင်ပိုင်းကညီဝိုင်းဖြစ်တဲ့ဗျာပိုင်းကြီးကိုတစ်ခုလေးရေးလိုက်မယ်။အဲ့လိုရလာတဲ့အဖြေကပိုင်းဝေကပိုင်းကြီးတဲ့ကြီးနေရဖြစ်တဲ့ဗျာကျွန်တော်ရိုင်းထားလို့မရပါဘူး။ကေရောက်ပြန်ဖွဲ့ပေးရတယ်။ကျွန်မကေရောက်ဖွဲ့မယ်ဆိုပိုင်းဝေကိုပိုင်းကြီးနဲ့စာမယ်။ဒီ140တိကို24နဲ့စာတဲ့အခါမှာ24ဆယ်လီက140ဒီ140တရား140လေးလို့တွင်းတက်ကြပါလေ။ကျန်တဲ့ကျင်းတူကိုစားကျွန်တော်ပိုင်းဝင်မှာထားမယ်။အပေါ်ကရလာတဲ့စားလက်24ဆယ်လေးဆိုရယ်စားလက်ကိုကျတော့အပြည့်ကိန်းမှာထားမယ်။ အဲပိုင်းတင်မှာက24ဖြစ်တယ်တဲ့ကျွန်တော်24ကိုပြည့်ရေးလိုက်ရင်ပြည့်ရပါပြီ10 10 1 10 1/24ဆိုပြီးတော့ရရှိပါတယ်ဒါဆိုရင်ဒီနေ့ကလေ့ကျင့်ငယ်ဒုက္ခသမတ်တက်ကနံပါတ်1နဲ့2နဲ့ပြပါတယ်အဆုံးရှိပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်